ရီယယ်မက်ဒရစ်ဝိုင်းရဲ့ကွင်းလှည့်ကစားသမားမိုဒရစ်ကဖီဖာကလပ်ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာအသင်းနဲ့လမ်းခွဲမယ်လို့အတည်ပြုကြေညာခဲ့ပါတယ်။ အသက်39နှစ်အရွယ်မိုးဒရက်ဟာရီယဲအသင်းမှာကစားသမားဘဝကုံဆုံးတဲ့အထိကစားသွားဖို့ဆန္ဒရှိခဲ့ပေမဲ့ရီယဲအသင်းဟာလာမယ့်ရာသီကစပြီးငွေရတဲ့ကစားသမားတွေကိုအပြုတ်ဖွဲ့စည်းဖို့စီစဉ်နေတာကြောင့်လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။မိုးဒရက်ဟာ2012နှစ်ရာသီမှာစပါတင်းကနေရီယဲအသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီး73နှစ်တာကာလအတွင်းလာလီဂါချန်ပီယံဆု၄ကြိမ် ချန်ပီယံလိဖလား6ကြိမ်ပါဝင်ဆူဖလားအောင်ပွဲများစွာရယူနိုင်ခဲ့တာပါရီယက်အသင်းဟာအသက်ကြီးရင်လာပြီဖြစ်တဲ့မိုဒရစ်ကိုနောက်ပိုင်းနှစ်တွေမှာတနည်းချင်းတက်တန်းတိုးခဲ့ပေမဲ့လာမယ့်ရာသီမှာထပ်မံတက်တန်းတိုးဖို့ဆန္ဒမရှိရတာကြောင့်မိုဒရစ်ကအသင်းနဲ့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် ကျွန်တော်ဘရုံးမရောက်မလာစေခြင်းနဲ့အခိုက်အတန့်ကရောက်လာခဲ့ပါပြီ။ဒါပေမဲ့ဒါဟာဘောလုံးရဲ့သဘောတဘာဝပါပဲ။ပြီးတော့ဘဝမှာလည်းအရာရာတိုင်းကအဆရှိရင်အဆုံးရှိသမြဲပါပဲ။ကမ္ဘာအကောင်ဆုံးအသင်းသတင်းရဲ့အအောင်မြင်ဆုံးခေတ်ကာလတစ်ခုမှာအစိပ်ပိုင်းတစ်ရက်ဖြစ်ခဲ့ရတဲ့အတွက်ခုံယူပါရလို့မော်ဒရစ်ကပြောကြားခဲ့ပါတယ်။